အလုံးမင်္ဂလာပါဗျာကျွန်တော်ကတော့ Noble Love ရဲ့ဒီဗီဒီယိုမှာတော့ကျွန်တော်တင်ဆက်နေတော့ကို PUBG Mobile ရဲ့လာမယ့် season 3 Circle 3 Circle 9 season 25မှာရရှိမယ့် Circle Reward တွေ Tier Reward တွေနဲ့ပတ်သက်ပြီးဖော်ပြပေးတော့မှာဖြစ်ပါတယ်ဒီမှာပဲကျွန်တော်နောက်တစ်ခါတင်ဆက်ချင်တော့တော်တော်လေးကိုအမေးများတာမျိုးရှိပါတယ်ဒီရဲ့ Shinobi Informatics ကိုလာမယ့် Glitch ပင်မှာတွေ့မြင်ရမလားဆိုပြီးပို့ဗျာဒီရဲ့ Informatics နဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့လာမယ့် Glitch ပင်မှာတွေ့မြင်ရမှာမဟုတ်ပါဘူးဗျာဒီ Informatics ကိုစောင့်မျှော်နေကြတဲ့တင်ဆက်ချင်တွေရှိကြပါလိမ့်မယ်အတိုင်းမဲ့ရာဂိုင်းတို့အများစုကတော့ဒီရဲ့ပို့ဗျာ Shinobi Informatics လာမှာမဟုတ်ပါဘူးဗျာ ်နောက်နောက်လာမယ့်ဂလစ်ပင်တွေမှာပါကောင်းပါလာပါလိမ့်မယ်ဒိုင်းမဲဘွေရလာမယ့်ဂလစ်ပင်မှာကြီးရမယ်ဆိုရင်တော့ဒီကောင်ကိုတွေးမြင်ရမှာမဟုတ်ပါဘူးဗျ Okay ဒါဆိုရင်နောက်တစ်ခုကတော့ PUBG Mobile လာမယ့် season အသစ်စကလည်းသစ်စက9 season 25မှာရရှိမယ် TR reward တွေကိုတခြားလောက်ပြောကြည့်ကြည့်အောင်ဗျာ ဂိုးတီးယားမှာကြီးမယ်ဆိုရင်ဒီ office ကိုရရှိမှာဖြစ်ပါတယ်ကြီးကြီးပါမစိုးပါဘူးချစ်စရာကောင်းတယ်လို့ပြောလို့ရပါတယ်အစိမ်းအောင် team နဲ့ဖြူအောင် team တုံးထားပြီးတာမျိုးရှိပါတယ် platinum tier မှာကြီးမယ်ဆိုရင်ရဲ့ glass ကိုတွေးမြင်ရတာမျိုးရှိပါတယ်ပုံမှန်ပဲဖြစ်ပါတယ်နောက်တစ်ခု diamond tier မှာကြီးမယ်ဆိုရင်ဒီရဲ့ qbu skin ကိုတွေးမြင်ရမှာဖြစ်ပါတယ် skin ပုံစံနေထားတော့မစိုးလို့ပြောလို့ရပါတယ်ဒါပေမဲ့တကယ်ချင်းတော့ qbu တွေပါတယ်ခြင်ဖြစ်လာကြိုက်လာမကြိုက်ဘူးလားပေါ့ရ comment မှာမျှဝေပေးသွားလို့ရပါတယ်ဗျဒီရဲ့ tier reward မှာကြီးရမယ်ဆိုရင် qbu တွေတော်တော်လေးကိုအပြီးများတယ်လို့ထင်ပါတယ်နောက်တစ်ခု ace မှာကြီးရမယ်ဆိုရင်ဒီရဲ့ပေါ့ရပုံမှန် max stream မြင်ရတာမျိုးရှိပါတယ်နောက်တစ်ခု ace East Master မှာကြည့်မယ်ဆိုတော့ Head Gear ကိုတွေးမြင်ရမှာဖြစ်ပါတယ် East Dominator မှာကြည့်ရမယ်ဆိုတော့ပုံမှန်တိုင်း Aftaria ရှိမှာဖြစ်ပါတယ် Conqueror မှာကြည့်ရမယ်ဆိုတော့ Conqueror Frame တွေးမြင်ရတာမျိုးရှိပါတယ်နောက်တစ်ခု Circle Reward နဲ့ပတ်သက်ပြီးပြောအောင်မယ်ဆိုတော့ Season 3ခုဇက်တိုက်ပေါ့ဗျာ Season 25 Season 26 Season 27ဒီ3ခုလုံးမှာ Diamond Tier ရောက်တယ်ဆိုရင်တော့ဒီ Head Gear ကိုရရှိမှာဖြစ်ပါတယ် Ground Tier ရောက်တယ်ဆိုရင်တော့ဒီ Outfit ကိုရရှိမှာဖြစ်ပါတယ်ကြီးကြီးပါ Outfit ကတော့ Lander မျိုးရှိပါတယ် Male Outfit ကိုတွေးမြင်ရတာမျိုးရှိပါတယ် Season 3ခုလုံး East Tier ရောက်တယ်ဆိုရင်တော့ Transformer ရဲ့ Hoverboard ကိုရရှိမှာဖြစ်ပါတယ် တငယ်ချင်းတို့ရောဒီ reward တွေထဲမှာဘယ်ကောင်ကိုအကြိုက်ဆုံးလဲပေါ့ဗျာ comment မှာမျှဝေပေးသွားလို့ရပါတယ်ဗျာနောက်တစ်ခုကတော့ PUBG Mobile ဘက်ကနေလာမယ့် update version 3.9နဲ့ပတ်သက်ပြီးမှ dev letter ပေါ့ဗျာ release လုပ်ထားတာမျိုးရှိပါတယ်ဒီမှာကြည့်ရမယ်ဆိုရင်ပထမတစ်ခုကတော့စပိန်နဲ့ cycle drift လုပ်နေတဲ့ feature ကိုတွေ့မြင်ရမှာဖြစ်ပါတယ်ဟုတ်ပါတယ်လာမယ့် update မှာကြည့်မယ်ဆိုရင်တော့စပိန်တို့ cycle တို့လည်းတငယ်ချင်းတို့ drift လုပ်လို့ရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ AR gun အစ်တလက်ကိုတွေ့မြင်ရမှာဖြစ်ပါတယ်နောက်တစ်ခုပုံစံအနေထားကိုကြည့်ရမယ်ဆိုရင်တော့လင်းရင်ပေါ်ကနေခုံတဲ့ပုံစံအနေထားတွေ့မြင်ရတာမျိုးရှိပါတယ် ဝါဇုံလို့ COD တို့မှာလင်းရင်ပေါ်ကနေစင်းတဲ့အခါလင်းရဲ့နောက်ချမ်းပေါ်ပြတကားပွင့်သွားရင်မှခုံစင်းရတာမျိုးရှိပါတယ်အပုံစံလာမယ်လို့ထင်ပါတယ်သူရဲ့ပုံစံနေထောက်ကြီးရတာတော့အပုံစံလာဖို့အခွင့်အလမ်းများတာဖြစ်ပါတယ်နောက်တစ်ခုကတော့ဂျွန်လိုင်းအဆုံးမှာပေါ်ရ AirDrop မှာကြီးရမယ်ဆိုလဲ feature အစ်စ်လာမှာဖြစ်ပါတယ်နည်းနည်းပတ်ပတ် decoration တွေပါပုံစံလာမယ်လို့ထင်ပါတယ်နောက်တစ်ခုကတော့ warmup မှာကြီးရမယ်ဆိုလဲ feature အစ်စ်တွေတွေးမြင်ရမှာဖြစ်ပါတယ် warmup မှာလည်းကျော် dragon နေပါလာမယ်လို့ထင်ပါတယ်ဗျလက်ရှိမှာတော့ update version 3.9ရဲ့ beta သွားနေတာမျိုးရှိပါတယ် beta မှာကြီးရမယ်ဆိုလဲ feature အစ်စ်တွေအများကြီးလာအောင်မှာဖြစ်ပါတယ် feature အစ်စ်တွေထွက်ရှိလာပြီဆိုရင်တော့ကျွန်တော် င်ကြီးတို့ဗီဒီယိုတင်ပေးသွားမှာပဲဖြစ်ပါလိမ့်ဗျာ။ Okay ဒါဆိုတင်ကြီးအားလုံးအနေနဲ့ကျွန်တော် ခုဖော်ပြပေးလိုက်တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးမှကောင်းကောင်းနားလည်သဘောပေါက်သွားပြီလို့ကျွန်တော်မျှော်လင့်ပါတယ်ဗျာ။ဒါဆိုရင်ကျွန်တော်လက်ရှိဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျာ။တင်ကြီးချင်းအားလုံးအနေနဲ့ဒီဗီဒီယိုလေးကိုနှစ်သက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျာ။အခုလိုဗီဒီယိုကြည့်ရှုပေးတဲ့တင်ကြီးချင်းအားလုံးကိုလည်းကျွန်တော်ထူးမြင့်ကျေးဇူးတင်ရှိပါတယ်ဗျာ။